်။ဗျာဒိတ်ကျန်အခန်းကြီး22အခန်းငယ်1မှ21တပန်းကြောက်ပလင်းကဲ့သို့ကြည်နေ၍ဘုရားသခင်နှင့်သောတငယ်ဤပလင်တော်ထဲကထွက်တော်အသက်ရည်စည်းရာမြစ်ကို ကောင်းငင်တမန်သည်ငါအာပြလင်ဤမြို့လမ်းမအလဲ၌၎င်းထိုမြစ်နှစ်ဖက်၌၎င်းအသက်ပင်ရှိ၏ထိုအသက်ပင်သည်အသီး12မျိုးကိုတည်တတ်၏ မိမိအသေးကိုလည်းလာတိုင်းပေတတ်၏အရွက်သည်လည်းလူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစေရဖို့ဖြစ်၏နောက်တစ်ဖန်ကြိမ်ချင်းပေးတစုံတစ်ခုများမရှိ ထိုမျိုး၌ဘုရားသခင်နှင့်သိုးတငယ်ဤပလင်တော်ရှိ၍ဘုရားသခင်ဤကျွန်တို့သည်ဘုရားဝိတ်ကို ပြုကြလိမ့်မည်မျက်နာတော်ကိုမြင်ရ၍သူတို့နှစ်ဖူး၌လည်းနာမတော်ရေးထားလျက်ရှိလိမ့်မည် ုံမျိုး၌ညာမရှိရာ စီမီကို အလိုမရှိ နေဤအရာကိုလည်းအလိုမရှိအကြောင်းမူကားသာရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ကြည်တော်ကိုလွှတ်တော်မူ၍သူတို့သည်ကဘာအဆက်ဆက်ဆိုးဆန်ရကြလက်တံကောင်းရင်တမန်ကလည်းဤစကားသည်တစ္ဆာစကားဟုတ်မှန်သောစကားဖြစ်၏ပရောဖက်တို့၏ဝိညာဉ်ကိုအစိုးရသော သာရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မီ ဖြစ်ရမည်အမှုအရာများကိုမိမိကျွန်တို့အားပြစေခြင်းကကောင်းငင်တမန်တော်ကို စေလွတ်တော်မူပြီးငါသည် အလင်းအမြန်လာမည်ဤစာဆောင်ဤအနာဂတ်တိစကားကိုစောင့်ရှောက်တော်သူသည်မင်္ဂလာရှိ၏ဟု ပြောဆို၏ငါယောဟန်သည်ဤအရာများကိုကြားမြင်၏ကြားမြင်ပြီးလျှင် ထိုအရာများကိုပြသောကောင်းကင်တမန်၏ခြေရင်း၌ကိုးကွယ်အံသောငါပြတ်ဝေ၏သူကလည်းမပြုတ်ပါနှင့်ငါကတင်ဤလုံဖို့ဆောင်ဘက်ဖြစ်၏တင်ဤအကိုပရောဖက်တို့နှင့်ဤစာဆောင်ဤစကားကိုစောင့်ရှောက်တော်သူတို့ဤလုံဖို့ဆောင်ဘက်လည်းဖြစ်၏ဖျားသခင်ကိုကိုးကွယ်လောဟုပြောဆို၏တပန်တော်ငါအာမိန်တော်မူသည်ကား ။ဤစာဆောင်ဤအနာဂတ်ဒီစကားကိုတစိမ့်မခန့်နှင့်အကြောင်းမူကားကာလအချိန်ရောက်လူနေပြီ။မတရားသောသူသည် မတရားသဖြင့်ပြုစေအောင်။ညင်ညူးသောသူသည်ညင်ညူးစေအောင်။ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေအောင်။တန်ရှင်းသောသူသည်တန်ရှင်းစေအောင်။ငါသည် အလှင်အမြန်လာမည်။ငါသည်အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်းဆက်ပေးမည်ငါသည်အာလဖဖြစ်၏အောမီဂါလည်းဖြစ်၏အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏အစနှင့်အဆုံးလည်းဖြစ်၏အသက်ပင်နှင့်ဆိုင်၍မြို့တကားအတွင်းသို့ဝင်အံ့သောငါပြည့်ညတ်တော်တို့ကိုကျင့်တော်သူတို့သည် မင်္ဂလာရှိကြ၏ပြင်၌ကခွေးဖြစ်တော်သူပြုစားတတ်တော်သူ မတရားသောမိထုံကိုမှီဝဲတော်သူ လူအတတ်ကိုတတ်တော်သူ ရုပ်ထုကိုကိုးကွယ်တော်သူတစ္ဆာပြတ်ခြင်းကိုနှစ်သက်၍ပြုတော်သူအပေါင်းတို့သည် ရှိကြ၏ငါယေရှုသည်အသင်းတော်တို့ဖို့ဤအရာများကိုတင်တို့အားတည်တည်ခံစေခြင်းငှာငါဤကောင်းရင်တမန်ကိုစေလွတ်၏ငါသည်ကဒါဝိဒ်၏အမြင့်ဖြစ်၏အနွယ်လည်းဖြစ်၏ထွန်းတောက်တော်မူတောက်ကျဲလည်းဖြစ်၏ ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်တို့သမီးကလာခဲ့ပါဟုဆိုကြ၏ကြားတော်သူကလည်းလာခဲ့ပါဟုဆိုပါစေရင်ငတ်တော်သူသည်လာပါစေအလိုရှိတော်သူသည် အဖိုးကိုမပေးဘဲအသက်ရည်ကိုယူပါစေဤစာဆောင်ဤအနာဂတ်ဤစကားကိုကြားတော်သူအပေါင်းတို့အားငါသက်တည်ခံသည်ကအကျဉ်သူသည်ဤအရာတို့၌ထက်၍အသက်သွင်း၏ ဤစာဆောင်၌ရေးထားသောမိဒံတို့ကို ထိုသူအပေါ်တို့ဘုရားသခင်တက်ရောက်စေတော်မူမည်အကျဉ်သူသည်ဤစာဆောင်၏အနာဂတ်တည်စကားအချို့ကိုနှုတ်ပေ၍ဤစာဆောင်၌ရေးထားသောအသက်ပင်နှင့်၎င်းတန်ရှင်းသောမြို့တော်နှင့်၎င်းထိုသူဆက်ဆိုင်သော အခွင့်ကိုဘုရားသခင်နှုတ်ပေတော်မူမည်ငါသည် အလင်းအမြန်လာမည်မှန်ပေ၏ဟုဤအရာများကို တတ်သိခံတော်သူမိန်တော်မူ၏အာမင်သခင်ယေရှုကြွလာတော်မူပါငါတို့သခင်ယေရှုခရစ်၏ဂျေစုတော်သည်တန်ရှင်းသူအပေါင်းတို့၌ရှိစေတည်းကြားနာရသူအရောက်ချင်းစီတိုင်းပေါ်ဖျားရှင်ကောင်းကြီးများစွာချပေးပါစေ thank you ြစ်တော်မူသော အဆုံးလေးဖြစ်တော်မူသောသာရမြတ်စွာဘုရားဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။သာသမီတို့နေ့ရက်စဉ်တိုင်းအသက်ရှင်ရခြင်းအခွင့်နဲ့အတူမိမိတို့နဲ့သက်ဆိုင်ရရှိတဲ့အငမ်းတာတွေကိုလှုပ်ဆောင်ရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးသောကြောင့်လည်းပဲကျေးဇူးတင်ပါတယ်။တညတာအိဆက်ခွင့်နဲ့အတူတာယာတဲ့နနက်မှာကျမ်းမာစွာနုထအသက်ရှင်ရခြင်းအခွင့်နှုတ်ကပတ်တော်ကိုဆင်ခြင်ဖတ်ရှုရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးသောကြောင့်လည်းပဲကျေးဇူးတင်ပါတယ်။ သာသမီတို့သည် လောကမှာအသက်ရှင်တဲ့အခါမှာလူစာတိ လူသဘောအတိုင်းကျင့်ဆောင်ပြီးတော့မှရှင်သန်တက်ကြပါတယ်တို့တော်ညာလည်းပဲမိမိတို့ကျင့်တဲ့အကျင့်အတိုင်းဖျားသခင်သည်စီရင်မယ်ဆိုတဲ့အရာကိုသာသမီတို့တတိယစေဖို့ရန်အတွက်လည်းပဲတွင်တင်တော်မူပါဖျားသခင်သည်အဦးဆုံးသောသူနောက်ဆုံးသောသူဖြစ်တော်မူ၏အစနှင့်အဆုံးလည်းဖြစ်တယ်ဆိုတဲ့အရာကိုယနေ့နှုတ်ကပတ်တော်ကတတိပေးနေပါဗျာ သာသမီတို့ရဲ့အသက်ရှင်ခြင်းထဲမှာဖျားနဲ့အတူသက်ရှင်တတ်သောသူများဖြစ်စေဖို့ရန်အတွက်လည်းဘုရားခင်သာသမီတို့ကိုတွင်တင်တော်မူပါသာသမီတို့လှုပ်ဆောင်တဲ့အမှုအရာတွေသာသမီတို့ကျင့်ဆောင်တဲ့အပြုအမူအပြောဆိုတွေအားလုံးဟာလည်းဘုရားရဲ့အလိုတော်နဲ့ညီသောအရာများဖြစ်စေဖို့ရန်အတွက်ဘုရားခင်တွင်တင်ပါမိအကြောင်းတပါတီသောသားတော်သခင်ယေရှုခရစ်တော်ဘုရားနာမကိုအမိပြု၍အလွန်ယုတိစွာဖြင့်ဆုတောင်းဆက်ကတောင်းလျှောက်ပါသည်ဘုရားအာမင် ာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောသာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောသာဝရဘုရားသည်သင်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်